လင်းနစ်မေယာအတူတူအဲ့ရတခုတွေကိုဝေမျှအိတ်ဆက်တာက အတော်လေးတော့ကြည်နူးစရာကောင်းတာပါ။ဒါပေမဲ့လင်းနစ်မေယာဆိုတိုင်းအမြဲအတူတူအိတ်ဆက်ရမယ်လို့လည်းတတိချယူဆထားလို့မရပါဘူးနော်။တစ်ခါတလေမှလင်းနစ်မေယာအခန်းခွဲအိတ်တာအဲ့ရခွဲအိတ်တာကနီလန်ကောင်းပါပဲ။ဒီနေ့ဗီဒီယိုလေးထဲမှာကတော့လင်းနစ်မေယာတစ်ခါတလေမှအဲ့ရခွဲအိတ်ကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကောင်းကျိုးတွေကိုခံစားရနိုင်တယ်လဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ စလီဒီဖောဆိုတာကနားလဲလွယ်အောင်ပြပြရမယ်ဆိုရင်တော့လင်းနဲ့မရတခန်းနဲ့တအိယာတည်းမဟုတ်ဘဲနဲ့အခန်းခွဲတာအိယာခွဲတာမျိုးပါစိတ်ဆိုးတာဒေါသဖြစ်တာကြောင့်မဟုတ်ဘဲနဲ့လင်းနဲ့မရအိယာခွဲတာမျိုးပါလင်းနဲ့မရတခါတလေမှအိယာခွဲအိမ်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကောင်းကျိုးတွေရမလဲဆိုတော့ပထမအဆုံးချက်အနေနဲ့ကောင်းကောင်းအိပ်ပျော်စေနိုင်တာပါ အိယာတခုတည်းကိုစနီးမောင်နှံနှစ်ဦးမျှအိယာတာကကောင်းကောင်းအိပ်ပျော်စေဖို့ခက်စေနိုင်ပါတယ်။ဒါကလူတိုင်းမှာဖြစ်မယ်လို့မဟုတ်ပေမဲ့တချို့သောဇုံတွဲတွေမှာတော့ဖြစ်နိုင်ပါတယ်။တယောက်ကလှုပ်ရှားတဲ့အတွက်ကြောင့်မို့လို့နောက်တယောက်ကကောင်းကောင်းအိပ်ပျော်ဖို့ခက်နိုင်ပါတယ်။ဒါကြောင့်တစ်ခါတလေမှာအိယာလေးခွဲအိပ်ပါ။တဦးတည်းအေးဆေးစွာအိပ်ဆက်ရတာကကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်နော်။ နောက်ထပ်တစ်ခုကတော့ကိုပိုင်အချိန်လေးရရှိစေနိုင်တာပါ။လင်မယားစုံတွဲတွေမှာလည်းကိုပိုင်အချိန်လေးတွေရှိဖို့လိုပါမယ်နော်။ဒါကြောင့်အကောင်းမွန်တဲ့ဆက်ဆံရေးကိုပိုင်ဆိုင်နိုင်စေဖို့အတွက်တအူးချင်းစီမှာကိုပိုင်အချိန်လေးရရှိဖို့လိုပါမယ်။ဒါကြောင့်ကိုပိုင်အချိန်လေးရရှိစေဖို့အတွက်တစ်ခါတလေမှလင်မယားခွဲပေးပါ။ ောက်ထပ်တစ်ချက်ကတော့နှစ်ဦးကြားဆက်ဆံရေးကိုကောင်းစေနိုင်တာပါ။ဒီနေ့မြန်မာဆိုပေမဲ့မတူညီတဲ့အိဆက်မှုပုံစံတွေနဲ့အိဆက်မှုအလေးထားတွေကိုပိုင်ဆိုင်ထားနိုင်ပါတယ်။တချို့တော့လိလာချက်တွေအရာကတော့ဒီနေ့မြန်မာအိယာခွဲအိတာကတဦးနဲ့တဦးကိုအိရေးဝဝအိပျော်စေနိုင်ဖို့ထီထီရရောက်ထောက်ကူပေးနိုင်ပါတယ်။ဒီလိုမျိုးအိရေးဝတာကနှစ်ဦးကြားထဲမှာအိရေးပြက်တာကြောင့်ဖိလာစေနိုင်တဲ့ဆက်ဆံရေးမပြေလည်မှုတွေကိုရှောင်ရှားရရောက်ပါတယ်နော်။နောက်တစ်ချက်ကတော့ပို့ပြီးတော့လွတ်လပ်မှုရစေတာပါ။လင်မယားတွေအိယာခွဲအိတာကတအုံးနဲ့တူ ူကြားထဲမှာအိတ်ဆက်မှုကိုအနောက်ရှက်ဖြစ်စေမှုကင်းစေသလိုကောင်းကောင်းအိပ်ပျော်စေနိုင်ဖို့အတွက်အထောက်အကူပေးနိုင်ပါတယ်။တအူးချင်းစီရဲ့နေ့စဉ်တာဝန်တွေကိုလွတ်လပ်စွာနဲ့လွယ်လွယ်ကူကူလုပ်ဆောင်စေနိုင်ပါတယ်။ဒါကြောင့်တစ်ခါတလေမှလေမြားခွဲပါလို့ပြောရတာပါနော်။နောက်ထပ်ချက်အနေနဲ့ကတော့ပို့ပြီးတော့ဆိတ်လုရှားစရာကောင်းတဲ့နှစ်ကိုကြားဆက်ဆံရေးကိုပိုင်ဆိုင်စေနိုင်တာပါ။ လင်းနေမင်ကအဲ့ရခွဲအိတ်တာကနှစ်ကိုကြားဆက်ဆံရေးမရှိနိုင်ဘူးလေဒီတော့အနှစ်ဦးကြားဆက်ဆံရေးကိုပုံမကောင်းမွန်စေဖို့အထောက်အကူပြုနိုင်မှာပါဒီလိုမျိုးခွဲအိတ်လိုက်ပြီးတော့မှအတူတူပြန်အိတ်တာကနှစ်ဦးကြားထဲမှာပုံမဆိတ်လုရှားစရာကောင်းတဲ့အထီးတွေတွေကိုရောခန်းစားမှုတွေကိုပါပိုင်ဆိုင်စေနိုင်တာပါနှစ်ဦးကြားစိတ်ငြားမှုထက်ပိုပြီးတော့အင်းနှီးမှုကိုရစေနိုင်ပါတယ် ဒါပေမဲ့တခုတော့ရှိပါရဲ့နော်။လင်းနဲ့မယားအဲ့ရခွဲအိတ်တာကကောင်းနေဆိုပေမဲ့မလူလွားအပ်တဲ့ပြဿနာတွေတက်မလာစေဖို့ခွဲမအိတ်ခင်မှာတဦးနဲ့တဦးတည်ချလိုက်တိုင်ပင်ပေးပါ။ကျမ်းမာတဲ့ဆက်ဆံရေးကိုမထိခိုက်စေဘဲနဲ့လင်းနဲ့မယားခွဲအိတ်တာမျိုးပဲဖြစ်စေဖို့တော့တတိပြုပေးပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုနှီးကုန်းထုတ်လိုက်ပါရဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။